မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်မောင်တော်မြို့နယ်ကအကြံဖက်စစ်ကောင်စီရဲ့၄မိုင်တပ်စခန်းဌာနချုပ်ကိုမနေ့ကညနေပိုင်းမှာပဲအရခတ်တက်တော် AA ကသိမ်းပိုက်လိုက်ပြီဆိုပါလေ။ကချင်ပြည်နယ်မှာစစ်ရဲရအကြံဖက်စစ်တပ်ကအကြီးအကျယ်ရှုံးနိုင်နေတဲ့အချိန်မှာပဲတရုတ်နိုင်ငံကလှုပ်ချင်နေတဲ့မြေဆုံစီမံကိန်းကိုပြန်လည်စတင်မှုစစ်ကောင်စီကလှုပ်လာနေတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့ရခိုင်ပြည်နယ်မောင်တော်မြို့နယ်ကအကြံဖက်စစ်ကောင်စီရဲ့လေးမိုင်တပ်စခန်းဌာနချုပ်ကိုမနေ့ကညနေပိုင်းမှာပဲအရခတက်တော် AA ကတိမ့်ပိုက်လိုက်ပြီးလို့စစ်ရေးအခြေအနေသိတဲ့ဒေသခံတွေကပြောပါတယ်အဲ့ဒီမောင်တော်မြို့နယ်ကလေးမိုင်တပ်စခန်းဟာစစ်ကောင်စီရဲ့နက္ခခနှစ်ဌာနချုပ်ဖြစ်ပြီးအရခတက်တော် AA ကဘူးတီတော်မြို့ကိုတိမ့်ပိုက်ပြီးတဲ့နောက်မှာပဲမောင်တော်မြို့ကိုတိမ့်ပိုက်နိုင်မှုထိုးစစ်အရှိန်မြင့်တင်လာရင်းနဲ့မေလ22ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲ အဲ့ဒီစစ်ကောင်စီရဲ့မောင်တော်လေးမိုင်တက်စကန်ဌာနချုပ်ကိုတိမ့်ပိုက်ရရှိသွားတာဖြစ်တယ်လို့ဆိုပါတယ်လက်ရှိမှာတော့အဲ့ဒီအချမ်းပတ်စစ်ကောင်စီရဲ့မောင်တော်လေးမိုင်တက်စကန်ကိုအရခတ်တော်အေအေကတိမ့်ပိုက်လိုက်ပြီးဆိုတဲ့သတင်းတွေရုတ်တံဖိုင်တွေထွက်ပေါ်နေပြီမဲ့အရခတ်တော်အေအေကတော့တရားဝင်ထုတ်ပြန်တာမျိုးမရှိသေးဘူးလို့မောင်တော်စီရဲ့အခြေအနေသိတဲ့သူတွေကပြောထားပါတယ်အဲ့ဒီမောင်တော်မျိုးနယ်မှာအချမ်းပတ်စစ်ကောင်စီရဲ့တောင်ပြိုတက်စကန်ပါဝင်ဌာနချုပ်အချုပ်ကိုအရခတ်တော်အေအေကပြီးခဲ့တဲ့လတွေကပဲတိမ့်ပိုက်ရရှိထားပြီး မောရဝတီဗျူဟာဂုံးနယ်လေးမိုင်တက်စကန်ဌာနချုပ်အပါဝင်စစ်ကောင်စီတက်စကန်6ခုကြံနေသေးတဲ့အထက်ကမနေ့ကပဲလေးမိုင်တက်စကန်ဌာနချုပ်ကိုတင်ပတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့ကချင်ပြည်နယ်မှာစီရေးရအကြံဖက်စစ်တပ်ကအကြီးအကျယ်ရှုံးနိမ့်နေတဲ့အချိန်မှာပဲတရုတ်နိုင်ငံကလှုပ်ချနေတဲ့မြစ်ဆုံစီမံကိန်းကိုပြန်လည်စတင်ဖို့စေကောင်စီကလှုပ်လာပါတယ် အကြံဖတ်စကောင်စီက AUD မြစ်ဆုံရေအားလျှက်စစ်စီမံကိန်းပြန်လည်စတင်နိုင်မှုဥဆောင်အဖွဲ့တစ်ခုကိုဖွဲ့စည်းလိုက်တဲ့ဆိုပြီးမေလ18ရက်နေ့ကပဲစေကောင်စီရဲ့ပြန်တန်းအရာတည်ရပါတယ်။အဲ့ဒီအဖွဲ့ဟာမြစ်ဆုံရေအားလျှက်စစ်စီမံကိန်းအတွက်တရုတ်ဆိုရနဲ့ညှိနှိုင်းဆောင်ရွက်ဖို့တွေသူဒေသနာလုပ်ငန်းတွေနှိပညာဆိုင်ရာဖြည့်ရှင်းချက်တွေလှုပ်ဆောင်ဖို့အပြင်ပြည်သူဆက်ဆံရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ကိုပါရည်ရွယ်ဖွဲ့စည်းတာဖြစ်တယ်လို့စစ်ကောင်စီကဆိုထားပါတယ်။ဒါအပြင် တရုတ်နိုင်ငံလျှက်စစ်တအရင်းနှီးမြှုပ်နှံမှု Corporation Company နဲ့ပါပူးပေါင်းပြီးလုပ်ငန်းတွေဆောင်ရွက်သွားမယ်လို့ဆိုထားပေမဲ့လုပ်ငန်းစတင်မဲ့အချိန်နဲ့ဘလို့ဆောင်ရွက်သွားမယ်ဆိုတာတွေကိုတိတိကျကျထုတ်ပြန်ထားတာမရှိပါဘူး။ဒါနဲ့ပတ်သက်ပြီးအမျိုးသားညီအစိုးရ UNG ရဲ့တယန်ဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဒေါက်တာတူးခောင်ကတော့လက်ရှိကချင်ပြည်နယ်မှာအကြီးအကျယ်ဆစ်ရှုံနေတဲ့စစ်ကောင်စီက KAI နဲ့တော်လိုင်းရေးတပ်တွေကိုတရုတ်အစိုးရနဲ့လှည့်တိုက်ဖို့ကြံစည်လာတာဖြစ်တယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အပေါ် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာမှတ်ချက် ရေးသားထားပါတယ်။လက်ရှိမှာတော့စစ်ကောင်စီကအဲ့ဒီလိုမျိုးစုံစီမံဂိမ်းကိုစတင်ဖို့ဂျိုးပန်းနေတဲ့အချိန်မှာပဲ။တစ်ဖက်မှာတော့ကချင်ပြည်နယ်မှာစစ်ကောင်စီကစစ်ရေးရအကြည့်ကျဲရှုံနေနေပြီ။သူတို့ရဲ့စစ်ကံပေါင်း100ကျော်နဲ့မြို့တွေအများစုကိုလက်လွတ်နေရတဲ့အချိန်နဲ့ဖြစ်ပါလိမ့်ခင်ဗျ။ဒီတစ်ခါချင်းပြည်နယ်ဘက်မှာတော့ တွန်းစံမျိုးဒိန်တိုက်ပွဲအပြီးမှာအကြက်ဖက်စစ်ကောင်စီရဲ့ခက်လိုက်ရ196တဲ့ရင်တဲ့ကနေငွေကျပ်3000ကျော်ကိုတင်စီရရှိခဲ့တယ်လို့ CNF CNA သတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ချင်းမီနယ်ကတွန်းစံမျိုးကိုချင်းတော်လန်ရေးပူပေါင်းတပ်တွေကမေလ21ရက်နေ့ကပဲအပိသက်သိမ်းပိုက်လိုက်တာဖြစ်ပြီးတွန်းစံမျိုးမှာစစ်ကောင်စီတပ်စခန်းတစ်ခုမှမရှိတော့ဘူးလို့ CNA CNF ပြောရေးဆိုခွင့်ရှိသူ Slide တက်နီကပြောထားပါတယ်။အဲ့ဒီနော် မေလ22ရက်နေ့ဖြစ်တဲ့မနေ့ကပဲချင်းတော်လရင်တတွေသိမ့်ပတ်ရရှိထားတဲ့တွန်းဆံမြို့ကစစ်ကောင်စီရဲ့ခလရ296တရင်တက်ကနေငွေကျပ်သိန်းသုံးတောင်ကျော်ကိုချင်းတော်လရင်ပူပေါင်းအဖွဲ့ကသိမ်းစီရရှိခဲ့ပြီးအဲဒီငွေတွေကိုလုံခြုံတဲ့နေရာမှာရွှေပြောင်းထားလိုက်ပြီဖြစ်တယ်လို့လဲ CNF CNA သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျအခုတခါမွန်ပြည်နယ်ဘက်မှာတော့ ကြိုက်ထုံတဲ့ဘီလင်းမြို့နယ်ကအကြမ်းဖက်စစ်တပ်အတွက်အလုတ်လုတ်ပေးနေတဲ့လက်နက်ကိုင်ပြစော့တီအုံမြင့်နဲ့တက်လွင်ဥဆိုသူတို့နှစ်ဦးပြစ်ခတ်ခံရပြီးနှစ်ဦးလုံးသေကုန်ကြပြီလို့တော်လိုင်းရေးတပ်ဖွဲ့တွေကပြောပါတယ်ကြိုက်ထုံမြို့နယ်ကအကြမ်းဖက်စစ်တပ်အတွက်အားကျုံးမန်တက်အလုတ်လုတ်ပေးနေတဲ့လက်နက်ကိုင်ပြစော့တီအုံမြင့်ဆိုသူကိုမေလ22ရက်နေ့ဖြစ်တဲ့မနေ့ကပဲ PDF တရင်ခွန်း၈၃၅တခွက်လေး UG အဖွဲ့ကနေကြိုက်ထုံမြို့မှာ yes scan land take က7 mac လပိရေးဆိုင်အတွင်းမှာပဲဝင်ရောက်ပစ်ခတ်ရှင်းလိုက်ရမှာ အဲ့ဒီပြူစောတိအုံမြင့်ဆိုတဲ့သူဟာထွက်ပြေးပေမဲ့မလွတ်ဖဲပွဲချင်းပြီးကိုသေသွားတယ်ဆိုပါလေအလားတူဒီကနေ့မေလ23ရက်နေ့မနက်ပိုင်းကလေဘီလီမျိုးနဲ့တိုက်နေဈေးရုံအနီးမှာအကျန်းဖက်စစ်တပ်အတွက်အလုတ်လုတ်ပေးနေတဲ့သူရဲပြုတ်တက်လွင်ဥဆိုသူကိုတော်လန်ရေးတပ်တွေကပြစ်ခတ်ရှင်းလင်းရမှာနေရမှာပဲပွဲချင်းပြီးကိုသေသွားတယ်အပြင်သူစီကနေလက်ပစ်ဘုံးနှလုံးကိုပါတင်းစီရရှိခဲ့တယ်လို့ကြိုက်ထိုးတော်လန်ရေးအင်အားစု KRF တပ်ဖွဲ့စီကနေသိရပါတယ်အဲ့ဒီလို့ ပြစ်ခတ်ရှင်းလင်းခံရတဲ့လက်နက်ကိုင်ပြူစောတိအုံမြင့်တဲ့ရဲပြုတ်တက်လွင်ဥဆိုသူတို့ဟာအကြမ်းဖက်စစ်တပ်အဂျိုမန်တအလုတ်လုတ်ပေးနေတဲ့သူတွေဖြစ်ပြီးပြည်သူတွေစီကနေမတရားငွေညှစ်ဆက်ကြေးကောက်နေုံနဲ့မကစစ်တပ်အားကိုနေပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်ချိန်ချောက်နေတဲ့သူတွေဖြစ်ပြီးအခုတော့သေကုန်ကြပြီလို့တော်လန်ရေးတပ်ဖွဲ့တွေကပြောထားပါတယ်ခင်ဗျဒီတခါရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ တန်ပြည်နယ်နမ်ဆန်မြို့မှာမေလ20ရက်နေ့ဖြစ်တဲ့မနေ့ကပြုလုပ်ခဲ့တဲ့တန်အန်ပညာရေးကောင် CTL EC ဆရာဆရာမစွန့်ရင်မြင့်တင်းတန်းစစ်ပွဲကို DNLA အထွေထွေအတွင်းရေးမှုနဲ့အရခတတော် AA ဒုတိယစစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်မှာတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ DNLA အသိပိုက်ထိန်းချုပ်ထားတဲ့နမ်ဆန်မြို့မှာတန်အန်ပညာရေးကောင် CTL EC ဆရာဆရာမစွန့်ရင်မြင့်တင်းတန်းစစ်ပွဲကိုမနေ့ကကျင်းပပြုလုပ်ခဲ့တယ်ဆိုပါတယ်။ အဲ့ဒီခဏကို TNLA အထွေထွေအတွင်းရေးမှုနဲ့အရခတ်တော် AA ဒုတိယစစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်မှတက်ရောက်ခဲ့ပြီးတင်းနန်းကလာအတွင်းဘာသာရက်ထူးချွန်တဲ့ဆရာဆရာမတွေကိုစုချင်းမြင့်ပေးတာတွေနဲ့ဖျော်ဖြေရေးအစီအစဉ်တွေပါပြုလုပ်ခဲ့ပြီးအခမ်းအနားကိုဆရာဆရာမတွေပါဝင်လူကြီးအယောက်400ဝန်းကျင်တက်ရောက်ခဲ့ကြတယ်လို့လည်းသိရပါတယ်ခင်ဗျတဖက်မှာတော့ဘကိုးတိုင်းကတာယာဝတီအချင်းထောင်မှာ နိုင်ငံရေးကျင်းသား LGBT ကိုရဲရင်ကိုဆိုတဲ့ရဲရဲဆိုသူကိုမဒိန်ကျင်ဖို့လှုပ်ခဲ့တဲ့တည်တံ့ကြရဇဝတ်သားပြူးကြီးဆိုသူကိုထောင်အာဏာပိုင်တွေကအယူလက်မှတ်ထုတ်ပေးပြီးနိုင်ငံရေးအကျဉ်းသားတွေနဲ့အတူထားထားတယ်လို့နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တဦးကပြောပါတယ်။အဲ့ဒီတည်တံ့ကြရဇဝတ်သားပြူးကြီးဆိုတဲ့သူဟာဖေဖော်ဝါရီလကပဲနိုင်ငံရေးအကျဉ်းသား LGBT ရဲရင်ကိုဆိုတဲ့ရဲရဲဆိုသူကိုမဒိန်ကျင်ဖို့လှုပ်တဲ့အချိန်ညှင်းဆန်တဲ့အတွက်ဆိုပြီးကြောက်ခဲနဲ့ခေါင်းကိုရိုက်ခွဲလိုက်တဲ့အတွက် LGBT ရဲ့ရဲဆိုသူဟာထောင်ဆေးရုံကိုရောက်သွားခဲ့ပါလေလက်ရှိမှာအဲ့ဒီလိုလိမ်မိုက်ဆိုင်ရာစော်ကားတဲ့တေတံကြရဇဝေတာပြူးကြီးဆိုတဲ့သူကိုထောင်အနာပိုင်းတွေကအယူလက်မှတ်ထုတ်ပေးထားပြီးတကယ်တမ်းအဲ့ဒီပြူးကြီးဆိုတဲ့သူကစိတ်ချမ်းမာရေးအကောင့်တိုင်းရှိနေတဲ့အတွက်ဒါဟာနိုင်ငံရေးကျင်းသားတွေကိုနှိပ်ကုပ်ဖို့ထောင်အနာပိုင်းတွေကတမင်တကာဖန်တီးထားပြီးအဲ့ဒီပြူးကြီးနဲ့နိုင်ငံရေးကျင်းသားတွေကိုအတူတူထားထားတာဖြစ်တယ်လို့လဲနိုင်ငံရေးကျင်းသားမိသားစုဝင်တအုပ်ကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ